အားလုံးပဲမြင်လာပါဗျာကျွန်တော်တို့ဒီ1389ပါဗျာအထူးသဖြင့်ကျွန်တော်စီးပွားရေးအကြောင်းလေးပြောပြခြင်း ਨੇ 1389လာမဲ့တကြံပေါ့နှစ်စံတရက်ကစပြီးတစ်နှစ်အတွင်းပေါ့အဲ့တော့18ရက်လေးလ2025နဲ့16ရက်လေးလ2026အတွင်းမှာခုနှစ်ရက်သားသမီးတွေရဲ့စီးပွားရေးအကြောင်းလေးပြောပြခြင်းတာဖြစ်တယ်အော်ဘယ်သူကတော့စီးပွားရေးညံ့နေတယ်ဘယ်သူကစီးပွားရေးကောင်းနေတယ်ဒီလိုပြောပြမှာမဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်ဖို့လိုလဲဆိုတာနေ့နံလိုက် ျွန်တော်တို့ဗီဒင်ရလမ်းပြပေးတာအကြံဉာဏ်ပေးရလို့ပဲတိထားစေခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပြောရရင်တင်းနှင်းကုန်တွေနဲ့စပြောမယ်အဲ့တော့တင်းနှင်းကုန်တွေကဒီလိုနှစ်မျိုးမှာစီးပွားရေးလုံးမယ်ဆိုရင်ကျွန်တော်တို့ကတိထားမှာကဘယ်အရာကိုမှတရားရဂိုင်းတော့မှန်းလာသလောက်ပြန်မရဘူးဆိုတာကိုတိထားရမယ်။ဒါပေမဲ့တော့ဒီပစ္စည်းကိုငါတင်းတရားဘူးရင်းလိုက်တယ်။ အမြန့်နဲ့ပါနဲ့ငါတို့တိန်130ပြန်ရမယ်ကိုကကိုတွက်ထားတယ်ဆိုပါတော့ဒါမဲ့အလောက်ရကြမှာရမယ်ဟာအမြန့်15သိန်းလောက်ပဲရရရမယ်ကိုကတော့တရားဝိုးရင်းနဲ့ငါ30လောက်အမြန့်ထွက်မယ်ထင်တယ်ဒီလိုမျိုးတွေဖြစ်တတ်တဲ့နှစ်ထဲမှာပါသလိုဒီနှစ်ပိုင်းမှာ1380ခုမှာတင်ကိုတွေဒါမီတွေကကိုလှုပ်ချင်တဲ့အသက်အသက်စီးပွားရေးတွေနော်ကိုဘာတစ်ခုခုကိုစတင်လှုပ်ချင်တယ်အကောင့်ထဲပေါ်ကျင်နေဆိုတော့ကိစ္စမျိုးတွေစလို့အလွန်ကောင်းပါတယ် ဒါပေါ်တော့ online ကလုပ်နေတဲ့ online စီးပွားရေးတော့ဖြစ်ဖြစ်မြေပြင်မှာကိုယ့်အကိုစိုင်လေးတစ်ခုခုဖွင့်နေတာပဲဖြစ်ဖြစ်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဟိုတစ်ခုခုဝယ်ပြီးတော့ပြန်ဖြန့်ပြန်ရောင်းနေတာပဲဖြစ်ဖြစ်စသဖြင့်အလုပ်လေးနဲ့ပတ်သက်ပြီးငါတော့တပိုင်းတနိုင်လေးလုပ်ချင်တယ်ဝန်ထမ်းအလုပ်ကနေအားလျက်လေးမှာတစ်ခုခုလုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေဒါမှမဟုတ်လေစီးပွားရေးသမားတွေနောက်လုပ်ငန်းအသစ်တစ်ခုကိုဆက်လက်မြည်ဆန်းပြီးလုပ်ကြည့်ချင်တယ်ဆိုတဲ့မြေဆန်းခရမ်းပြုတ်လုပ်မဲ့စီးပွားရေးသမားတွေအကုန်လုံးဒီနှစ်ကအဲ့လိုမျိုးအလုပ်လေးတွေကောင်းပါတယ် အစ်စ်အစ်စ်တွေကိုပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ကိုယ့်အလုပ်ကိုတော့အစ်စ်ချိန်ချက်လုပ်လို့အဆင်မပြေနိုင်အောင်ဆရာကြီးကျွန်တော်တို့ကတော့ဒါပဲလုပ်တာဒီပုံစံအတိုင်းပဲလုပ်တာနောက်ထပ်အစ်စ်ထပ်လုပ်ဖို့လည်းအချိန်မရဘူးဒီမှာနေကျွန်တော်တို့ကမလဲဘူးဒါဆိုရင်ကိုယ်လုပ်တဲ့အလုပ်ကိုယ့်ပတ်ဝန်းကျင်ကို ပုံစံလေးပြောင်းပြီးလုပ်ကြတယ်ဒါပါတော့ကိုယ့်ရဲ့အလုပ်လုပ်ငန်းခွင်ကိုနိုင်ငံလေးကိုစေးပြောင်းသုံးလိုက်တာခန်းစီလိုက်ကာလေးတွေလဲလိုက်တာကိုယ်မှထားရတဲ့ဇပွဲကလထိုင်ခုံပြီးတော့ လုပ်ငန်းမှာထားတဲ့အထားအသို့တွေကိုနေရာလေးတွေချိန်လိုက်တာဒီလိုမျိုးလေးတွေများများလှုပ်ခြင်းဖြစ်ကျွန်တော်တို့အပြောင်းအလဲဖြစ်သွားတာဟာဆိုင်ဒီဇိုင်းကပြောင်းသွားပြီလားဟာနှစ်သက်မှာဒီဇိုင်းအသက်နဲ့ဒီလိုမျိုးဖြစ်သွားတဲ့အထိကိုဒီဇိုင်းကိုချိန်လိုက်ပါအဲ့ဒါအပြင်ကိုအိတ်နေတဲ့ခေါင်းအုံးနော်အဲ့ရကင်းချက်နော်ဒါရီယာစအချိန်ပို့ပြီးတော့အစ်စ်အစ်စ်ပုံစံဖြစ်လေလေကန့်ကြမာကြီးကကို့အတွက်အကောင်းဘက်ကိုလမ်းပြပေးလေပါဒါကြောင့်ပဲ ခုခုအစ်တမလုံးနိုင်တဲ့လူကကို့မှာတုံးနေတဲ့ဟာလေးနည်းနည်းလေးချိန်ပြီးတော့မှလောက်ကင်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပထမဦးစွာပြောလိုပါတယ်။နော်ဒီလိုမျိုးလုပ်ပေးနိုင်နေဆိုရင်တော့မဆိုးဘူးကျွန်တော်ပြောချင်တာကတော့တရားရဂိုင်းလုံးမှန်းသားလောက်တော့ဖြစ်ချင်မှဖြစ်မယ်ဖြစ်တဲ့လောက်တော့ဖြစ်သွားနိုင်တယ်နှစ်ပြတဲ့အတွက်တင်းကလေးသားမီးတွေနဲ့စီးပွားရေးကအရန်အရန်ကြီးစိုးနေတာမျိုးတော့မဟုတ်ဘူးတင်းနယ်လာသားမီးတွေတင်းလာသားမီးတွေကဒီနှစ်မှာကောင်းတဲ့အချက်တွေအများကြီးရှိတယ်။အများကြီးရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကို့အလုံးအတွက်တိဆောက်ခြင်းနဲ့လုပ်ငန်းဘိုင်းဆိုင်ရာ ဂိုရောင်နေဆိုင်ငိုင်းနေနော်အလုတ်ခန်းနေအရာမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ကောင်းတယ်အလုတ်လုတ်ဖို့ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးစောက်လိုက်တဲ့အဆောက်အဦတွေကနေတစ်ဆင့်ကန့်ကောက်မှုတွေရနိုင်တယ်ဒါကြောင့်ကိုကလည်းသူများဒီမှာငှားပြီးတော့ဖွင့်တာကြပြီးငှားတဲ့လူကလည်းကြိုးကြောင်နဲ့နော်တစ်နှစ်လောက်ငှားပြီးထပ်မငှားတော့လဲခဏခဏဆိုင် location ပြောင်းပြီးတော့လမ်းညုံပေးနေရတာစိတ်ကုံလာပြီးရှိတဲ့ခြံကွက်လေးမှာပဲကျွန်တော်တို့ဆိုင်လေးစောက်လိုက်မယ်ဒီလိုမျိုးတွေးထားတဲ့လူမျိုးတွေဒီနှစ်မှာတိတ်ကောင်းပါတယ်နော် အလုံးနဲ့ပတ်သက်ပြီးနေရအချတာစိုင်ပုံစံစတင်တိဆောက်တာနော်ကိုယ့်ရဲ့အိမ်ရှိလေးမှာပဲစိုင်ငန်းလေးတစ်ခုကိုစောက်တာမျိုးတွေအချို့ရှိတယ်လေဘယ်နေရာမှမသွားတော့ငါအိမ်ရှိမှာပဲစောက်ပြီးလုပ်မယ်အွန်လိုင်းမှာရောင်းနေတာအဆင်ပြေတယ်ဒီနှစ်တော့စိုင်ငန်းလေးပါစောက်ပြီးတော့ရောင်းမယ်ဆိုတဲ့သူမျိုးတွေအလုံးပဲအဆင်ပြေတာကိုတွေ့ရတယ်အဲ့တော့ဒီလိုနှစ်ပိုင်းမှာမမိအနေနဲ့အလုပ်ချင်တဲ့ကိစ္စလေးတွေကတော့ဘာဖြစ်ဖြစ်လွယ်ကူမယ်နော်ဖြစ်ချင်တဲ့လမ်းကြောင်းလေးတွေဖျောက်ဖျောက်တန်းတန်းဖြစ်မယ် ဂျားအခက်ခဲတွေအနှောက်အယှက်တွေအတားအဆီးတွေတိတ်မရှိဘဲနဲ့အစဉ်ပြေသွားနိုင်တာဖြစ်တဲ့အတွက်တင်းလာသားသမီးတွေအတွက်တော့လုပ်ငန်းစီးပွားပိုင်းကောင်းတယ်အတခုတတိထားမှာအပျော်မတ်လွန်တဲ့တင်းလာသားသမီးတွေရှိတယ်ဆိုဒီနှစ်မှာဘာစီးပွားမှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုပတ်ဝန်းကျင်မှာအပျော်အာယုံတွေများနေတဲ့တဲ့နဲ့အာသွားမယ်ငါတို့ခီးသွားကြမယ်အာဘာသွားမယ်ဟေးကလပ်သွားမယ်ဟေးဟိုဟာဖြစ်အဲ့လိုပေါ့အပျော်အတွက်လာဆွဲနေတဲ့လူမျိုးတွေရှိလို့ကိုယ်စိတ်ကလည်းပျော်ခြင်းပါခြင်းတာဖြစ်တယ်အေးဒီအလုပ်ကတော့နောက်နေမှလုပ်မယ်ဝါငါ အပျော်နောက်လိုက်သွားအောင်ပဲနော်အဲ့တော့အပျော်ကနေအပြက်ဖြစ်သွားနိုင်တာဖြစ်တယ်လို့အပျော်ကြောင့်လေအလုပ်ကိုထင်တဲ့လောက်ရှေ့မရောက်ပြီးမထိခိုက်တာ၄ဖြစ်နိုင်တယ်အလုပ်ကိုမန်နေဂျာနဲ့လွှဲထားလိုက်မယ်ကွာအလုပ်သေးဘူးကွာအဲအပျော်နောက်ကိုလိုက်ရတာကနေ ကိုယ့်ရဲ့ရီမှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေထင်သလောက်မဖြစ်တာမျိုးလည်းဖြစ်တတ်တယ်။အဲ့တော့နံပါတ်၁အတင်းလာသားမိတွေအပျော်ပါရှောင်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်စတေးချတဲ့အဆောက်အဦတိဆောက်ခြင်းပိုင်းတွေမှာကောင်းတယ်။ရွယ်ချက်တွေဖျောက်တမ်းပြီးကိုလို့ချင်တာတွေရှော့ရှူဖြစ်ဖို့အလားအလာတိတ်များတဲ့နှစ်ထဲမှာလည်းပါပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးလည်းကိုညီမဲ့လူထောက်ပံ့မဲ့လူရှယ်ယာဝင်မဲ့လူတွေလည်းထူးခြားစွာတွေ့ရတဲ့နှစ်အဖြစ်လည်းကျွန်တော်တို့တွေ့ရပါတယ်။အားလာပြီးတော့အင်ကငါသားမိတွေကမနေ့ကကန်ညံ့တယ်လို့ပြောလို့ရတဲ့နှစ်အပိုင်းချောက်ကိုလည်းရောက်ခဲ့ပြီးပြီ။ဒီနှစ်ပိုင်းမှာလည်းဟိုနလန်ထကာသာ လူမမာတယောက်လိုပဲကံကြမာလေးကစတင်ပြီးတော့တန်ဆွမ်းလာပြီတန်ဆွမ်းလာပြီဒါပေမဲ့အရင်ကြီးမဟုတ်ဘူးဖြည်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 းနဲ့ဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့တော့အင်္ဂါသားမိတွေကဒီနေ့မှာစီးပွားရေးပိုင်းမှာတော့အားရစရာအနေအထားမျိုးတွေ့ရတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းလာပြီးမျောလင်းချက်တွေအကောင့်ထဲပေါ်လာပြီးကိုလှုပ်ချင်တဲ့ကိစ္စလေးတွေဖြည်းဖြည်းနဲ့လှုပ်လာနိုင်ပြီးငွေကြေးပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုက်အောင်ကြီးထွေတွေဝင်ငွေထွက်ငွေမျှတလာပြီးအလုံးနဲ့ပတ်သက်ပြီးငွေရင်းဖို့တော့လကော နော်လောက်ကနေအမြတ်ငွေရပြီးတော့တခုခုထပ်ပြီးချဲ့ဖို့တော့လကောင်းဒီလိုကိစ္စတွေမှာအဆင်ပြေလာပြီးဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကဒီနှစ်ပိုင်းမှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးကောင်းပါတယ်။ဒါပေမဲ့တခုမကောင်းတာကခုနတင်းလာရင်လည်းဘျောင်းမြန်ကိုလက်ရှိနေရာလေးမှာတော့စိုင်လေးစောင့်မယ်ကိုရင်စိုင်စောက်ပြီးလှုပ်လှုပ်မယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့ တော့ဘလူဟာဒီမှာအကျိုးပေးတယ်ဆိုရက်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေနေဆက်တွေမှာသွားပြီးဆိုင်သွားဖွင့်တာမျိုးတွေကိုနေသားရန်ကုန်မော်လမြိုင်မှာသွားပြီးစီးပွားရေးလုပ်မယ်ကိုနေသားရန်ကုန်မန္တလေးမှာသွားပြီးစီးပွားလုပ်မယ်ကိုနေသားတောင်ကြီးရန်ကုန်ဆင်းလာပြီးစီးပွားရေးလုပ်မယ်အဲကိုနေသားမြန်မာနိုင်ငံနိုင်ငံเจ้าမှာသွားပြီးစီးပွားရေးလုပ်မယ်ဒါမှမဟုတ်လူငယ်တွေနိုင်ငံเจ้าထွက်ချင်တယ်နိုင်ငံเจ้าသွားချင်တယ်နိုင်ငံเจ้าမှာသွားပြီးတော့ဆောင်ရွက်ရမယ်ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်လေဒီလိုနှစ်ပိုင်းမှာအင်္ဂါသားမိတွေကပိုမိုအဆင်ပြေလွယ်ကူချောင်းမွေ့နိုင်တာကိုတွေ့ရတယ် အဲ့ဒါလေးတွေတစ်ချက်မှာအရန်ကောင်းတာတွေ့ပါတွေ့ရပါတယ်အဲ့တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးကပတ်ဝန်းကျင်မှာကိုနေတဲ့ပတ်ဝန်းကျင်မှာမရှိဘူးကိုနဲ့တည်နေတဲ့အတိုင်းဝိုင်းကြားမှာမရှိဘူးစီးပွားရေးကဝေးလံခေါင်ဖျားတဲ့နေရာတွေမှာစီးပွားဖြစ်လွယ်တယ်အဲအွန်လိုင်းစီးပွားရေးတွေဆိုလဲဒါဝေးလံခေါင်ဖျားတာပေါ့ဗောအွန်လိုင်းဆိုတာချိန်ကောင်းရင်လှမ်းမာတာမဟုတ်ဘူးလေဟုတ်အဝေးရလူကလှမ်းမာတယ်နော်နေရလှမ်းမာကြတယ်အခြားမျိုးနေရလှမ်းမာကြတယ်ဒီလိုမျိုးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ အင်္ဂါသားမီးတွေအနေနဲ့ online စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာပို့ပြီးတောက်ပလာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်။နော်အဲ့ဒါလေးတွေမှာအားကောင်းပါတယ်။နောက်ပြီးဗုဒ္ဓဘုရားသမီးတွေဗုဒ္ဓဘုရားသမီးတွေအတွင်းနဲ့ဒီလိုနှစ်ပိုင်းရောက်လာပြီးစီးပွားရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတတိထားမဲ့အတိုင်းမှာကပ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးအရန်ကြီးကျွန်တော်တို့ဆောင်ရွက်လို့မရဘူး။အရန်ကြီးဟိုရင်းနှီးမြှုပ်နှံလို့တွေမရဘူး။အရန်ကြီးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ငွေတွေပုံအောပြီးတရားရဂိုင်းလို့ရှိတဲ့ငွေထည့်လိုက်လို့မရဘူး။ အဲ့ဗုဒ္ဓဘူသားမီးတွေကဒတိလေးနဲ့ရှင်ပြီးဆောင်ရွက်မှသာဒီနှစ်ပိုင်းကအဆင်ပြေနိုင်တာဖြစ်ပါတယ်အဲ့တော့ဒတိလေးနဲ့ရှင်ပြီးမဆောင်ရွက်နိုင်ဘူးဆိုရင်ဗုဒ္ဓဘူသားမီးတွေကဒီနှစ်မှာရှိတာလေးတွေဆုံရှုံသွားနိုင်တယ်နော်အဲ့တော့ဒီလိုနှစ်ပိုင်းကကျွန်တော်တို့ကဘာဘာလုပ်ကြမလဲပေါ့နော်ဘယ်လိုလုပ်ကြမလဲဆိုတာလေးတစ်ချက်ပြောပြအဲ့တော့ဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ဗုဒ္ဓဘူသားမီးတွေအနေနဲ့ကျွန်တော်တို့နည်းနည်းလေးအားနည်းချက်အားသာချက်ဘာရှိလဲအားနည်းချက်ကတော့ဘယ်ဟာမှဘင်းအောင်ဖောင်ပြတ်မလုပ်နိုင်လို့ပဲကျွန်တော်ကတော့ပြောချင်တယ် ဲ့ဒီအပိုင်းမှာအားနေပါတယ်စီးပွားရေးနဲ့ပတ်သက်ရင်တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုဗိုလ်လူသားကြီးကနည်းနည်းလေးသူများတွေတဲ့ပို့ပြီးတော့စွန့်စားရတဲ့အပိုင်းလေးတွေရှိတယ်သူများတွေနဲ့မတူဘဲနဲ့လွယ်လွင်းတကူမဖြစ်ဘဲနဲ့အခက်အခဲလေးတွေကြုံပြီးမှအောင်မြင်တတ်တာမျိုးတွေကြုံရတတ်တယ်တော်ယုံဇွဲမရှိဘူးဇွဲနဲ့ပဲမကြည့်ဘူးဆိုရင်ဒီနှစ်ဗိုလ်တဖူးသားသမီးတွေရာဟုသားသမီးတွေကအောင်မြင်ဖို့ခဲရင်ပါတယ်ဇွဲရှိရမယ်စိတ်ရှိရမယ်နော်တခုခုဆိုရင်စောင့်ဆိုင်ဖို့လိုခဲ့တယ်အခက်ခဲတွေမြင်လာပြီဆိုရင်လက်မလျှော့ဘဲနဲ့ ါ။ဒါပြီးမှအခက်ခဲတွေကြုံပြီးမှငါကံပြန်ကောင်းပါပါလို့လားဆိုတဲ့စိတ်မျိုးလေးမွေးထားပြီးတော့လုံးမှာပဲဆင်ပြေးလိမ့်မယ်။ဒါကြောင့်အရှိမအတားအဆီးတွေထက်ထက်ကြော်လွှားပြီးတော့မှဒါဒီနှစ်မှာစီးပွားရေးကံကောင်းနိုင်တယ်ဆိုတာကိုဗုဒ္ဓဘာသာမိတွေကပြ။တာရေးသားမိတွေအဓိကတစ်ချက်ကယင်းနှမြုံနံမှုမှားယွင်းခြင်းဆိုတဲ့ကံကိုကြာရေးသားမိတွေကပေးတယ်။နော်အဲ့တော့မရင်သိတဲ့နေရာမှာတွိုင်းရင်မိတာမျိုးတွေအလွန်ဖြစ်တတ်တယ် အဲ့တော့ကိုလုံးမဲ့ဟာကိုအကုန်လုံးတွက်ချက်ပါဖြစ်နိုင်ခြေတွေစဉ်းစားပြီးမှရင်းနှီးမြှုပ်နှံပါเนาะအဲ့တော့ဘဲဟာကိုရင်းပါလေအထည်တွေဝဲလောင်ပါလားစဘာတွေဝဲလောင်ပါလားပဲတွေဝဲလောင်ပါလားရွှေဝဲစုပါလားနိုင်ငံသားငွေတွေကင်နာပါလားเนาะအော်ဘဲအလုံးမှာသွားပြီးသူများမှာ share သွားထည့်ပါလေဘာပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်မြှုပ်နှံမှုတစ်ခုခုဖြစ်လာပြီဆိုရင်မှားယွင်းချင်းဆိုတဲ့ကံကအနောက်မှာကတ်လိုက်လာတယ်အဲ့တော့မှမောင်းအောင်ကျွန်တော်တို့ကဘတ်စုံတောက်စုံကြည့်ပြီးမှလှုပ်ဖို့လိုတယ် တန်းနိုင်ရင်တော့ရင်းနှီးထဲတာမျိုးကိုကျွန်တော်ကတော့အားမပေးဘူးကိုကိုတိုင်ပါဝင်ပတ်သက်ပြီးတော့ကိုအလုပ်ထဲမှာနည်းနည်းချင်းလိုအပ်တာလေးထပ်ဖြည့်ပြီးရင်းတာမျိုးဆိုရင်ပြဿနာမရှိပါနဲ့တနေ့အရမှာရင်းလိုက်မယ်လှောင်လိုက်မယ်ဆိုတာမျိုးကျွန်တော်ကတော့စိုးရင်ပါတယ်ထားပါကိုရောင်လုံးသွားပြီးတော့ငါတို့ဒီအထည်တွေရောင်းရတာပဲဒီအထည်တွေကကိုရောင်လုံးသွားထဲလှောင်လိုက်မယ်ဆိုရင်ဒီနေ့မှာတိတ်ကြောက်ရတယ်အဲ့လိုမျိုးတွေအားစအကုန်ကျွန်တော်တို့စဉ်းစားဖို့လိုတာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဝိအဖြစ်ဆုံးလို့မှတ်ပါအခြားစီးပွားရေးမှာတော့ကောင်းတယ် ကြိုးစားကျင်သေးရှိတယ်လှုပ်လို့ချင်းရှိတယ်စီးပွားရေးမှာဖျောက်တန်းလာမယ့်အနေအထားမျိုးတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးကြိုးစားမများအရာထင်တယ်နော်အရင်တည်းကတော်တော်လက်လက်ထက်ထက်မြတ်မြတ်နဲ့လှုပ်တတ်တဲ့လူငယ်တွေလူလက်ပိုင်းတွေလူကြီးပိုင်းတွေအနေနဲ့ပို့ပြီးအောင်မြင်မှုကိုရမယ်ယင်းနည်းမျိုးနဲ့မှုတာအရင်ကြီးမလုံးနဲ့ကြံတဲ့စီးပွားရေးပိုင်းမှာပို့ပြီးတောက်ပလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့အသက်ကြီးပိုင်းလူတယောက်ဆိုရင်တော့လူငယ်လေးတယောက်လိုဒီနေ့မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော်လက်ချက်ချပြီးလှုပ်ချင်ကြင်စင်စိတ်ပို့မှုအားရစွာနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာတယ် ဲ့ဒီစိတ်ကပဲဒီနှစ်ပိုင်းမှာဂျာရီသားမီးတွေကိုအောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးသွားနိုင်တာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကဒီနေ့မှာလေးနေတဲ့လူပြင်းနေတဲ့လူနော်ထားမလို့ချင်တဲ့လူငါပြင်းနေတာမွဲမွဲမယ်ကြံတဲ့လူတွေအကုန်လုံးအထိုက်လျောက်ကိုစူးစားတဲ့ပုံမူတည်ပြီးတော့အောင်မြင်မှုအနေအမြင့်ကွာသွားပါလိမ့်မယ်အဲတော့စီးပွားရေးပိုင်းမှာဂျာရီသားမီးကဒီနှစ်ပိုင်းမှာကောင်းတယ်ကိုမပါပဲရင်းနှီးလာရင်းနှီးမြုံလာလိုက်တာမျိုးကလွဲရင်အချို့နိုင်ငံသားရောက်နေတယ် ော့ငါတဲမှာပတ်စံတော့3900လောက်ရှိတယ်။တကယ်ကြီးကဟာငါစီးပွားလုပ်ချင်တယ်ငါကားထောင်မယ်မင်းထည့်လိုက်ပါလား။အေးဟုတ်ပြီထည့်လိုက်တယ်။ဟာငါစီဆိုင်လေးအသေးလေးဖွင့်မယ်မင်းငါ့ဟို3900ပေးလိုက်ငါမှလည်း600လောက်ရှိတယ်။ငေါင်းနေရော1000လောက်ဆိုစီဆိုင်အသေးလေးဖွင့်လား။အဲ့လိုမျိုးဆိုရင်တရိထားတော့မပါဘူးလေကွာဒီမှာနိုင်ငံเจ้าမှာအလုပ်လုပ်နေတာ။ကိုငွေလေးကိုသူများပေးလိုက်တယ်အဲ့ဒါပလုံမိတာမှတ်တော့။နော်ဒါလေးတရိထားပါ။နောက်ပြီးတောက်ကြသားမိတွေတောက်ကြသားမိတွေကဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးဝိုင်းနဲ့ပတ်သက်ပြီးအားအရဆုံးနှစ်အပိုင်း6ကိုရောက်လာပြီအဲ့တော့ခုနှစ်ရက်သားမိအားလုံးမှာ တောက်ကြရတဲ့ဒီနေ့စီးပွားရေးနဲ့ပတ်သက်ပြီးပုံမှုဖြောက်တန်းလွယ်တာကိုကျွန်တော်တို့တွေ့ရတယ်။စီးပွားရေးအားကောင်းတဲ့မှန်းနာရတဲ့အတိုင်းဖြစ်မယ်ထုံးပေါက်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ရှည်တိခံရတဲ့အလုပ်တွေအကုန်လုံးပွင့်သွားမယ်ပိတ်နေတဲ့ကံတွေပွင့်သွားမယ်အာဒီလုပ်ငန်းနဲ့ပတ်သက်ပြီးငွေမပေါ်သေးဘူးစောင့်နေရတယ်အလုံးနဲ့ပတ်သက်ပြီးလှုပ်တာလုံနေရတယ်ဟို ile le ကြီးဖြစ်နေတယ်ဆိုတော့အလုပ်တွေဒီနှစ်ကစပြီးငွေတွေပေါ်လာတယ်ဟုံငနဲ့ထပြီးအောင်မြင်တယ်ဟိုလုံငန်းနဲ့နှစ်နှစ်သုံးနှစ်ကရင်းထားတဲ့အလုပ်တွေကလည်းပြန်ပြီးတော့ပိုကောင်းကျိုးပေးလာတဲ့အနေအထားမျိုးတွေကြုံရတယ်ဒါကြောင့်ပဲကျွန်တော်တို့က ဘာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းမှာတောက်ကြသားမီဒီယာအားရစရာကောင်းတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်။တခုပဲသတိထားမှာဝန်ထမ်းလကစားရတဲ့မှာမှာစရင်ကန်ရတဲ့သူမျိုးဆိုရင်စင်းစရာမှားယွင်းကြောက်ယော်ရတာတွေဖြစ်တတ်တယ်လို့လုပ်ငန်းရှင်တွေအနေနဲ့အောက်လက်ငယ်သားတွေကိုတရားရဂိုင်းတော့ယုံနာလို့မရဘူးကိုယ့်ရဲ့ PSO တွေကစာယုံလို့မရဘူးကိုကိုလိန်ပြီးတော့ငွေတွေထုတ်သွားတာကိုကိုလိန်ပြီးတော့ပတ်စံတွေပြန်မသွင်းမနဲ့ထွက်ပြေးသွားတာကြားပူးလိမ့်မယ်ခဏခဏလဲကြားနေရတယ်အဲ့ဒီကံမျိုးရှိပါတယ် ဒါကြောင့်လုံငန်းရှင်တွေအောင်မြင်တော့အောင်မြင်တယ်အောက်လက်ငယ်သားတွေအတွက်စိတ်ညစ်ရတာတွေရှိတတ်တယ်။ကိုကလူယုံလို့တတ်မှတ်ထားတဲ့လူတွေကကိုကိုလိန်သွားတာတွေကြုံတတ်တယ်။ဒါတွေကလွှင့်လုပ်ငန်းပိုင်းမှာတော့အားကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့အများကြီးအများကြီးတွေ့ရပါတယ်။တတိထားမှာက accident အန္တရာယ်မတော်ဆထိခိုက်မှုအန္တရာယ်ရှိတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာကိုကိုတိုင်းကားတွေကိုမောင်းပြီးတော့နော်အချိန်ပြင်းပြင်းမောင်းတာတွေနော်မငြိမ်မတက်နေတဲ့အတိုင်းမြင်မငြိမ်မတက်ဖြစ်နေတဲ့ နေရာတွေမှာသွားပြီးတော့အလုတ်သွားလုတ်တာမျိုးတွေမှာတော့နည်းနည်းလေးဂယုဆိုင်ရမယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ်။ဒါလေးသိဖို့လိုတယ်။စနေသားသမီးစနေသားသမီးရဲ့ဒီနေ့ကစီးပွားရေးကကျွန်တော်ရှင်းပြောရရင်ဟိုပါပေါ့180ဒီဂရီရေပြင်းကြီးလိုကြီးဖြစ်နေတယ်။ပုံမှန်ပဲမနေ့ကဒီပုံစံလားဒီနေ့လဲဒီပုံစံပဲတိုးတက်သွားလားအဲ့လောက်မဟုတ်ဘူးကျသွားလားအဲ့လိုလည်းမဟုတ်ဘူးဒီနေ့မှာတကယ်ကိုစနေသားသမီးတွေက အတက်အကျမရှိတဲ့နှစ်လို့တောင်ပြောလို့ရတယ်။ပိုကောင်းလာတာလည်းမဟုတ်ဘူးပိုဆိုးလာတာလည်းမဟုတ်ဘူး။အဲ့တော့ကျွန်တော်လည်းပြောရတာဘယ်လိုပြောရမလဲမသိဘူး။အဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုသိစေချင်တယ်။အဲ့တော့ဟိုတတိပေးစရာလေးတော့ရှိရဲ။ဘာလဲဆိုတော့ရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုတော့နည်းနည်းသတိထား။ရေရနဲ့ကုန်ကူးရတာမျိုးကိုကတော့အရင်လုံနေကြအလုပ်ဆိုတော့ပြဿနာမရှိဘူးရေနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့အဲ့ဒါတွေကို သိနေပြီအခုမှစပြီးရေလန်းနဲ့ပတ်သက်ပြီးကုန်ကူးမှာရေပေါ်ဖြတ်ပြီးကုန်ကူးမှာရေအနေနဲ့တစ်ဆင့်ကုန်းလမ်းမှာအကြောင်းမျိုးကြောင့်ပိတ်ဆို့တားဆီးတာရဲ့များလို့ရေလန်းအနေနဲ့တစ်ချက်ကုန်တယ်မှာအဲ့ဒါမျိုးဆိုရင်တော့နည်းနည်းသတိထားအခုမှစလုံးမလို့ရေနဲ့ပတ်သက်ပြီးဒီနှစ်မှာအကျိုးမပေးဘူးเนาะဒါလေးကိုတော့သိသားစေချင်တယ်နောက်ပြီးတော့ကျွန်တော်သိထားမယ့်ချက်ကပါတယ်ဆိုပတ်စံချင်းကားတဲ့စနေတိုင်းမြေဒီနှစ်မှာဆုံးတတ်တယ်ငွေတို့ပေးစားရတယ်ဗောဗျာငွေတို့ပေးစားတာကိုစီးပွားရေးတစ်ခုလိုလုပ်နေတယ် စုမဲတွေနဲ့စုပြီးတော့ဟိုဘက်ဒီဘက်လှည့်လှည့်ထုတ်ပြီးတော့လှုပ်လှုပ်ရှားနေတဲ့လူမျိုးတွေကျွန်တော်ဒီနေ့မှာဒုက္ခရောက်တတ်တယ်အဲ့ဒါလေးတွေတော့သိထားဖို့လိုတယ်ကျန်တာတော့ကျွန်တော်ပြောလို့ရေဝင်ကြီးပဲအရင်ကြီးကောင်းနေစိုးနေတာမဟုတ်ဘူးလောက်ဆိုသဘောပေါက်မဲ့ထွန်းမာတယ်ဗီဒီယိုကတအားရှည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနေမဲကြားလိုက်ပါမယ်အားလုံးမဲ့25389အစလို့ဒီလေးလပိုင်းအစလို့ကံကောင်းခြင်းအဆင်ပြေခြင်းတွေစီးပွားထုတ်တဲ့ရှင်တွေကြုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ